မင်္ဂလာပါခင်ဗျာဒီဗီဒီယိုဖန်တီးပြရခြင်းအကြောင်းရင်းတွေအဓိကအချက်ကတော့ကျွန်တော်ကိုယ်တိုင်လည်းယောက်ျားတယောက်ဖြစ်နေလို့ပါကျွန်တော်တို့ယောက်ျားလေးတွေရဲ့ခေါင်းထဲမှာလေမှုစိတ်ဆဆိုင်ရာအတွေးတွေစံနာတွေမျှော်လင့်ချက်တွေ fantasy နဲ့ရှုပ်နေတတ်တယ်ဗျ Simon says Simon says spin around အလားတွေအကြောင်းပဲဘာမှဟုတ်ဒီပတ်ဒီမလုံနိုင်ကြဘူး decision အမှားတွေကလည်းအများကြီးချောင်းမိကြသေးတယ်။အဲဒါအကြောင်းပဲဒီ video ရဲ့ mission ကကျွန်တော်တို့ယောက်ျားလေးတွေကို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 ပြန်ပြီးတော့ထိန်းချုပ်မှုရနိုင်ဖို့ညဉ့်ဉန်းမှုတွေအားနဲ့ကျော်လွှားနိုင်ဖို့အတွက်ပါပဲ။ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပဲဖျက်ချော်ခဲ့တာဆိုတော့လွယ်ပါတယ်။အတွေ့အကြုံတော့ကျွန်တော်လည်းအရင်တော့တော့ကိုကိုကိုထိန်းချုပ်နိုင်စွမ်းမရှိတဲ့လူတယောက်ကို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 ထိန်းချုပ်နိုင်စွမ်းမရှိလို့စိတ်တွေပြက်ရတယ်။ ယုံကြည်မှုလည်းမရှိဘူးကိုကိုကိုစီကံရှိတယ်လို့လည်းမခံစားရဘူးမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ဆုပ်ပြတ်ချက်တွေလည်းမချနိုင်ဘူးကိုဗေဒါလူတွေကြီးလိုက်တော့လေကိုလိုပဲကျွန်တော်တို့ယောက်ျားလေးတော်တော်များများဒီကိစ္စတွေနဲ့ပတ်သက်ရင်တော်တော်လေးကိုယုံနေကန်နေရတာတွေ့ရတော်တော်လေးကို struggle ဖြစ်ကြတယ် sexual content တွေအားလည်းခုခေတ်မှာလွယ်လွယ်ကူကူနဲ့ရနိုင်နိုင်တာကြောင့်လည်းပါတယ် Instagram လား TikTok လား Facebook လား YouTube လားဒါမှမဟုတ်လမ်းသွားရင်းနဲ့ Billboard တွေပေါ်မှာလား Shopping သွားရဆိုရင်လည်း Supermarket တွေရဲ့နံရံတွေပေါ်မှာအဆုံပဲဘလို့မှကိုရှောင်လွဲလို့မရဘူးဒီကိစ္စတွေကကျွန်တော်တို့လူပြိုကြီးတွေကြတော့ဘာမှသိစိတ်ပူစရာမရှိဘူးဒါပေမဲ့သာသမီရှိတဲ့သူတွေတွေ့ကြတော့စိတ်ပူနေရသူတည်းတနာအရာဆိုရင်ခုခေတ်မှာကလေးတယောက်ကအသက်၈နှစ်ကနေပြီးတော့၁၂နှစ်အကွဲမှတင်ပေါ့ဗျ ကွန်တမျိုးမဟုတ်တမျိုးနဲ့စုံရလိုက်မယ် hard ကွန် soft ကွန်တမျိုးမျိုးပေါ့နော်စုံကိုစုံရလိုက်မယ်ကလေးနဲ့ပတ်သက်ရင်တော့ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်လည်းမသိပါဘူးဒါပေမဲ့လူငယ်တယောက်လူရတယောက်အနေနဲ့ဆိုရင်တော့ဘယ်လိုလုပ်ရတယ်လဲဆိုတာတော့သိပါအဲ့မှအကြောင်းပဲဒီဗီဒီယိုဖန်တီးဖြစ်တာပေါ့နော်ကျွန်တော်တို့ကအုံနောက်ကို desexualize လုပ်ချင်နေဆိုရင်နံပါတ်1တိထားမယ့်အချက်ကတော့ကျွန်တော်တို့တွေက over sexualize ဖြစ်တယ်ဆိုတာခုနကပြောတဲ့ social media ပေါ်က sexual content တွေအရန်ပေါ်များနေလို့ဖြစ်တာမဟုတ်ဘူးပြအဓိကအကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်တို့ဘဝတွေနဲ့ဆိုင်ကျွန်တော်တို့ဟာပြီးအောင်မနေလို့ကျွန်တော်တို့တွေကကိုယ်ဘဝနဲ့ပတ်သက်ပြီးတော့စိတ်တွေညံ့နေမကြေမနက်တွေဖြစ်နေပြီးအောင်မနေလို့ဖြစ်တာပဲဆိုရင်ပူပန်မှုတွေခံစားနေရတယ်ညင်းငွေးနေတယ်အထီးကျန်နေတယ်မကြေမနက်တွေဖြစ်နေတယ်ဆိုလို့ဒါလေခုနကပြောတဲ့ sexual content တွေကိုတွားကြည့်ပြနေတယ် ဥပမာပြန်အိမ်မှာပြင်းတယ်ပေါ်လာရင်လည်းအပြင်သွားမယ်ဆိုပြီးတော့ဖုတ်ဆက်ကြည့်လိုက်တယ်ဒါပေမဲ့တီအောင်မအောင် shut ထီးကျန်တယ်လို့ခံစားရတယ်အဲ့လားနဲ့ပဲတင်တာတို့ဘန်ဘယ်တို့လည်းဝင်ပြီးတော့ဒိတ်လေးပါလေရမလားဆိုပြီးတော့စူးစမ်းကြည့်ရဲအဲ့ဒါလည်းအောင်မြင်ပြန်လို့ damn ကိုကိုကို shut ဖြစ်တယ်လို့ခံစားရတယ်အဲ့မှာ boom ဆိုပြီးတော့ကိုယ့်လက်ကတခါတယ်ဆက်ဆူရယ်လိုက်စ်ကွန်တန့်တွေဘက်ကိုရောက်သွားတော့တာပဲကိုက ကိုယ့်ရဲ့ sexual mail ကိုဘယ်မှာစားလဲရှိလဲ TikTok လား Instagram လားဒါမှမဟုတ် The Hub လားအဲ့ဒီနေရာတွေကိုအခါလေးရောက်သွားတော့တာအဲ့ဒါကြောင့်ဒီလိုလိမ်မှုဆိုင်ရာကိစ္စတွေကိုလုံနေမိပြီဟေးဆိုရင် အတွေးတွေပေါ်လာပြီဟေးဆိုရင်ကျွန်တော်တို့ကအဲ့ဒီလိမ်မှုဆိုင်ရာအတွေးတွေအောက်ကအမှန်တကယ်ကြုံတွေ့နေရတဲ့အရာတွေကဘာလဲဆိုတာကိုစမ်းစစ်ကြည့်ရပါဒီအတွေးတွေနဲ့ဒီကိစ္စတွေကိုဖြစ်စီတဲ့အကြောင်းရင်းတွေကဘာလဲဆိုတာကိုစမ်းစစ်ကြည့်ရပါ ဒီဟာတွေကိုသွားကြည့်ဖြစ်စေတဲ့အကြောင်းရင်းကဘာလဲဆိုတာကိုဆန်းစစ်ကြည့်ရပါအဲ့ဒါကတော့နံပါတ်1ပဲနံပါတ်2အချက်ကတော့ကိုဘွားကစိတ်လှုပ်ရှားစရာမကောင်းလို့အဲ့ဒါတွေကိုသွားကြည့်ဖြစ်တယ်အဲ့ဒါကြောင့်ကိုဘွားလည်းစိတ်လှုပ်ရှားစရာကောင်းတာလေးတွေထပ်ထည့်လိုက် ကိုကကိုဘွားကိုလည်းမကြိုက်ဘူးအလုပ်ထဲမှာလည်းမပြောဘူးအချစ်ရင်းမှာလည်းအဆင်မပြေဘူးကို body ကိုလည်းကိုမကြိုက်ဘူးကိုကိုကိုဆက်ဆက်လာအောင်လည်းမကြိုက်ဘူး မစားဘူးလို့စိတ်ကူးထားတယ်စားမိတယ်မလုပ်ဘူးလို့စိတ်ကူးထားတယ်လုပ်မိတယ်အဲ့လိုမျိုးတွေဖြစ်နေတယ်ဟေ့ဆိုရင်ကိုကိုကိုလည်းအထင်သေးစိတ်တွေကဝင်လာတတ်သေးတယ်ခြုံပြောရမယ်ဆိုရင်တော့ဘာကူမှမချိုက်ဖြစ်နေတယ်ဆိုရင်အဲ့မှာကိုဘွားကစိတ်လုံရှားစရာတွေနည်းနေလို့ပဲအဲ့လိုကြောင့်ကိုဘွားလည်းကိုစိတ်လုံရှားစရာကောင်းလာလေးတွေထပ်ထည့်လိုက်ဝါသနာအစ်စ်တစ်ခုနှစ်ခုလောက်စလုပ်လိုက်တင်တန်းလေးပါလေးတက်လိုက်ဗီဒီယို editing လေးပါလေးတွေတော့တက်ပလိုက်ပီယန်နိုလေးပါလေးတီး ဖြစ်နိုင်မယ်ဆိုရင်စွန်းစွန်းစားစားနဲ့ခရီးလေးပါတွေထွက်ပြစ်လိုက် လူစိမ့်တွေနဲ့စကားပြောတငယ်ချင်းအစ်တတွေပါတွေရှာကိုတကယ်လိုချင်တဲ့ဘဝနဲ့ဆက်ဆက်မှုရှိတဲ့ကိစ္စမျိုးလေးတွေလုံနိုင်ရင်ပိုကောင်းတယ်ဥပမာ YouTube channel လေးတစ်ခုတော့ထောင်းနေတယ်ဆိုပါလို့အဲလားဆိုရင် film making နဲ့ပတ်သက်တဲ့သင်တန်းလေးတွေတော့တက် video editing သင်တန်းလေးတွေတော့တက်ဒါမှမဟုတ် writing သင်တန်းလေးတွေတော့တက်ပလိုက်တခုခုပေါ့အဓိကအချက်ကတော့ကိုယ့်ရဲ့အာရုံကို တခြားတစ်ခုခုမှာထားနိုင်ဖို့ပါအဲဒါကြောင့်ကိုဘွားရဲကိုစိတ်လှုပ်ရှားစရာကောင်းတာလေးထပ်ပြီးတော့ဖြည့်ရပါလိမ့်မယ်နံပါတ်3ချက်ကတော့ eye contact တခြားလူတွေနဲ့စကားပြောတဲ့အချိန်ဆိုရင် eye contact လုပ်ရပါလိမ့်အထူးသဖြင့် main ကလေးတွေနဲ့ပေါ့နော် main ကလေးတွေနဲ့စကားပြောတဲ့အချိန်ခါဆိုရင် eye contact များများလုပ် eye contact လုပ်ရင်လေမှုကိစ္စဆိုင်ရာအတွေးတွေကပျောက်ပျောက်နေတဲ့အဲဒါကြောင့်မို့လို့ main ကလေးနဲ့စကားပြောတဲ့အချိန်ဆိုရင် icon တက်လုပ်ပြီးပြောကျွန်တော်တို့ယောက်ျားလေးတွေဝေးရပါချင်းအသိတဲ့အတိုင်းမိန်းကလေးတယောက်ကိုတွေ့ပြီးဟေးဆိုပေတကောလုံးကို scan လုပ်ကြည့်လိုက်တာပြီးရင်သူကြားတင်စားရဲ့နေရာလေးပါလာတယ်ဆိုရင်စိတ်ထဲမှာမှတ်မိနေရောအဲဒီအခါမှာအတွေ့အကြောင်းကြောင်းသွားတော့တာခုခေတ်ကလည်းသိတဲ့အတိုင်းပဲမိန်းကလေးတွေတော်တော်များများလှလဲလှပြလဲပြဆိုတော့ကိုကသူတို့ပြတိုင်းစိတ်ကရိုင်းမထွက်သွားအောင်လို့ထိန်းနိုင်ရမ ဲ့ဒီကိစ္စတွေမှာ eye contact ကတော်တော်အသုံးတည့်တယ်။ eye contact လုပ်ပြီးတော့စကားပြောပြတဲ့ဟေးဆိုရင် sex နဲ့ပတ်သက်တဲ့အတွေ့အကြုံတော်တော်ပြောက်တယ်။အဲအားကြောင့် eye contact လုပ်ခုခေတ်မှာနေပုံထိုင်ပုံတွေရောဝန်ဆောင် fashion တွေရောအကုန်လုံးကအရန်ကိုပြောင်းလဲသွားပြီ။ social media ပေါ်မှာလည်းမကဘဲနဲ့အပြစ်မှာလည်းတော်တော်လေးကိုရှောင်ရခက်နေပြီ။တကယ်တော့ဒီကိစ္စတွေနဲ့ပတ်သက်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းနေမဟုတ်ဘဲနဲ့ ဒီတကဘာလုံးရဲ့လူရင်ကျင်းမှုကြီးတစ်ခုလုံးကအပြောင်းလဲကိုဖြစ်နေကျွန်တော်တို့ဘယ်ဟာနဲ့ဘလို့ဒီအခြေအနေကိုရောက်လာကြသလဲမှတ်မိလားအဲ့တော့အဟောစရာကြီးဗျာနော်အမှတ်မိရင်ပြန်ပြောပြအဲ့ဒီတိစားတဲ့အကုန်လုံးက1920ကနေစခဲ့တာပဲ1920လောက်မှာတော့လူတွေကပစ္စည်းဝယ်တယ်ဆိုရင်ကိုလိုအပ်တဲ့ပစ္စည်းကိုပဲဝယ်တာ စပ်ပြာတို့ဖဏတို့မုံတို့ကရိယာစစာပလာတို့စသည်ဖြင့်ပေါ့ပြီးတော့ဘယ်လ်ဘုတ်တွေမှာလဲဆက်ဆီဖြစ်ရမယ်ဆိုရင်ကြောင်ညာမျိုးတွေလောကမရှိအဲ့ဒီအချိန်မှာညံကြီးရှင်တယောက်ပေါ်လာသူကဘသူလဲဆိုတော့ Sigmund Freud to Edward Barney ဆိုတဲ့ပုံပေါ့ Edward Barney ဟာစိတ်ပညာကိုလေ့လာတဲ့သူတယောက်ဒါပေမဲ့လည်း तू ကလူတွေကိုကူညီဖို့ကူတာဖို့ဆိုရင်ရည်ရွယ်ချက်နဲ့စိတ်ပညာကိုလေ့လာတာမဟုတ်ဘူးလူတွေကိုထိန်းချုပ်ဖို့ influence လုပ်ဖို့ဆိုပြီးတော့လေ့လာတဲ့လူစားမျိုး Edward Barney စိတ်ပညာပေါ့မနော်အဲ့လိုပြောရတဲ့ရပါအဲ့ဒီ Edward Barney ကဘယ်သူမှမမေးဘူးရဲ့ဘယ်သူမှလည်းမမေးရခဲ့တဲ့မိကွန်းတစ်ခုကိုသူကမေးတယ်အဲ့ဒါကဘာလဲဆိုတော့လူတွေကိုတဲ့သူတို့မလိုအပ်တဲ့ဖြစ်စည်းတွေကိုဝယ်ခြင်းစိတ်ရှိအောင်ဘယ်လိုလုပ်ရမလဲအဖြေကဘာလဲဆိုတော့ desire ရဲ့ identity ရဲ့ sex ရဲ့စံနာရဲ့ identity ရဲ့ layer ပေါ့နော် အဲ့ဒီ၃ခုကိုအခြေခံပြီးတော့ကြော်ညာမယ်ဟေးဆိုရင်တော့ဝေကျင်စိတ်ရှိကြလိမ့်မယ်ဇလန်းအဲ့မှာစခဲ့တော့တာပဲအဲ့ရစပြီးတော့ sex အသားပေးကြော်ညာတယ်အများကြီးထွက်ချလာတော့တာပဲ1950လောက်ရောက်လာတဲ့အခါကျတော့ကားကြော်ညာဆိုတာကြော်ညာ secret ကြော်ညာကုန်ပစ္စည်းကြော်တော်မြန်မာကြော်ညာတယ်အကုန်လုံးမှာဆွဲဆောင်မှုရှိတဲ့ main ကလေးတွေကိုတုံးပြီးတော့ sex ကိုအသားပေးပြီးတော့ကြော်ညာမှုတွေအများကြီးလုပ် 1980လောက်လဲရောက်လဲရပေါ့အဲ့ဒီကြော်ညာတွေကအရန်ကိုပွားထားနေမှတ်မိတယ်မလား1980 80ဆို MTV ဗီဒီယိုတွေအရန်ခေတ်စားတဲ့ခေတ်အဲ့ဒီခေတ်မှာ music video မှာပဲဖြစ်ဖြစ် TV ကြော်ညာတွေမှာပဲဖြစ်ဖြစ် billboard တွေမှာပဲဖြစ်ဖြစ်အကုန်လုံးလို့လို့ sex အသားပဲကြော်ညာတွေကြီးပဲအဲ့ဒီရနေပြီးတော့2000လောက်လဲရောက်လဲရောက်လာတော့ internet ကလည်းပေါ်လာ internet လည်းပေါ်လဲပေါ်လာကွန်းဆိုတာ free ပဲ click တစ်ချက်နှိပ်လိုက်အောင်ပဲ အဲ့ဒီ2000ကနေပြီးတော့အခုကျွန်တော်တို့အခုခေတ်ကိုရောက်လာတဲ့အခါကျတော့ဘာဖြစ်သွားလဲလူတိုင်းကသူတို့ကိုယ်တိုင်ကြော်ညာဖြစ်သွားတယ်လူတွေကကိုယ့်ကိုယ်ကို sexualize လုပ်ပြီးတော့ attention ရှာကြ social media တွေရာလည်းအဲ့ဒီကိစ္စကိုအားပေးတယ်စီးပွားရေးပုံစံတစ်ခုဖြစ် business model တစ်ခုဖြစ်နေကိုပြောင်းချပလိုက်အဲ့ဒါလို့ဆိုတော့1920လောက်ကနေပြီးတော့လိမ္မာပါနေတဲ့ မားကတ်တင်းလှည့်ွက်တစ်ခုဖြစ်ကနေစလာလိုက်တာအခုရတော့တကဘာလုံးလူတိုင်းဆွဲလန်းနေတဲ့ယဉ်ကျေးမှုတစ်ခုလို့ကိုဖြစ်သွားပါလေရောဇလန်းအားလားပဲအခုကျတော့အဲ့ဒီကိစ္စရင်းနဲ့ပတ်သက်ရင်ဘယ်သူမှဘာမှမပြောကြတော့ဘူးကျွန်တော်ပဲမနေနိုင်မထိုင်နိုင်တဲ့ထပြေဟောနေရပါတော့အမ်နံပါတ်၄ချက်ကတော့ဤပညာကိုအသုံးပြုရဆိုရင်လည်းမှန်မှန်ကန်ကန်နဲ့အကျိုးရှိရှိသုံးသပ်အောင် လေ့ကျင့်ရပါမယ်။အင်တာနက်တို့ဆိုရှယ်မီဒီယာတို့ဆိုတာဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်။နောက်နှစ်ပေါင်းရာနဲ့ချီအောင်လို့ဆက်ပြီးရောရှိနေဦးမှာ။အဲ့လိုဆိုတော့ဒီ sexualized content တွေနဲ့ပတ်သက်တဲ့ပြဿနာတွေကကျွန်တော်တို့မှာပဲတာဝန်ရှိတယ်။ဒီကိစ္စတွေကကျွန်တော်တို့ရဲ့ personal responsibility ပေါ့နော်။အဲ့လိုဆိုတော့ social media မှာဆိုရင်လည်း sexual content တွေအများကြီးတင်တဲ့ channel တွေ page တွေကိုရှောင်ဖို့ model တွေကို follow လုပ်တဲ့ဆိုရင်လည်း အားပြတဲ့ model တွေကိုရှောင်ဖို့အကယ်၍ကိုကဒီ sexualized content တွေကိုအရသမားတွေအရဆွဲသလိုမျိုးဆွဲနေတယ်ဆိုရင်လည်း blogger app တွေအများကြီးရှိပါအဲ့ဒီ blogger app တွေကိုကိုဖုန်းထဲမှာကိုကွန်ပျူတာထဲမှာ install လုပ်ထားလိုက်ပေါ့နော်ညီပညာကိုကောင်းကောင်းအသုံးပြုလိုက်ပေါ့တကယ်တော့ sexual content တွေကိုကြီးပြနေတဲ့သူတွေလည်းရှိသလိုမကြီးပြတဲ့သူတွေကလည်းအများကြီးပါမကြီးပြတဲ့သူတွေကတော့ခုနကပြောသလိုပဲ ်ကိုဘွားမှာစိတ်လှုပ်ရှားကြရတယ်အများကြီးရှိနေတဲ့သူတွေကိုဘွားကိုချိန်တတ်နေကြတဲ့သူတွေတခုခုလှုပ်ရှားရှိနေကြတဲ့သူတွေကြီးပါပဲအဲဒါကြောင့်သိတယ်မလားကျွန်တော်တို့တွေကအုံနောက်ကို desexualize လုပ်ချင်တယ်ဆိုရင်ကိုဘွားလည်းစိတ်လှုပ်ရှားစကောင်းတာလေးတွေထပ်ထက် sex နဲ့ပတ်သက်တာတွေတွတ်ချီဖြစ်နေတယ်ဆိုရင်လည်းဘယ်ကနေဘလို့အဲ့လိုရောက်သွားတာလဲဘာကြောင့်လဲအကြောင်းရင်းကို sunset ပြီးတဲ့အခါကျတော့ဤပညာကိုမှန်မှန်ကန်ကန်နဲ့အကျိုးရှိရှိသော ပြီးတော့ main clay နဲ့စကားပြောတဲ့အချိန်ကြရင် eye contact လုပ် eye contact လုပ်တဲ့အောင်လဲလေ့ကျင့်ထားဖို့လေနော်တော့ကြပ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 ြနဲ့သွားကြည့်နေပြီလို့တမျိုးထင်ခံရအောင်ကျေးဇူးတင်ပါ Thank you for watching ပါ